တို့ညာရဲ့ပြည့်စက်များအားလုံးမင်္ဂလာပါရှင်။စာရေးဆရာမစပယ်ဖြူနှူးရဲ့မြောက်ဖျားကအလွမ်းရသည်ဆိုတဲ့ဝတ်ချုပ်လေးကိုအပိုင်းစအနေနဲ့ဖတ်ပြပေးနေကြတာပဲဖြစ်ပါတယ်ရှင်။အခုဖတ်ပြပေးမှာကတော့အပိုင်း16ပါရှင်။နိုင်ရန်ဘော်ကတိုင်ခက်နိုင်ကိုဘယ်နှကြိမ်မြောက်မှန်းမသိသောမျော်တလင်းလင်းအခြေနှင့်ကျမမော့ကြည့်မိပါသည် 3နာရီမိနစ်40မိနစ်သာလိုတော့သည် အဖေနှင်းစကားပြောခွင့်ရရင်5မိနစ်ကျော်သာလိုပါတော့သည်3နာရီ45မိနစ်ကျရင်ဆက်လိုက်ပါလို့ပြောထားပြီးတဲ့အမကြီးအမကိုစိတ်ပူလို့တဲ့မရွှေစင်းကအဆင်ပြေပါလေလို့လှမ်းပြောတယ်တဲ့ဒါပေမဲ့အမဖေကသူကိုယ်တိုင်စကားပြောချင်လို့ဆက်တာတဲ့အိမ်၌အတူထောက်စဉ်အတွဲပြောခဲ့သော စကားတန်ကိုလည်းတကြောပြန်ကြားအောင်လာပါသည် အဖေစိတ်ကိုကောင်းစွာသိသူမူ မိမြစိတ်ပူပန်ပင်ပန်းနေရှာမလဲတည်သေးပင်သို့သော ကျမဘက်ကစပြီးဆက်သွယ်ဖို့ရတော့မပြည့်ပြတ်သေးသော အခြေအနေမရည်ရသေးသောအဖြေများအတွက်ဝင်လေခဲ့ရသည်ရန်ဖန်ရခအလွမ်းနာသည် နောင်တနှင့်တွဲနေ၏အဖေကိုလွမ်းသည်အဆိုင်ကိုတရေရသည် တပြိုင်နက်မှာပင်တစ်ချိန်ကတစ်ဖက်သောနံရံအကွယ်၌တွယ်ကပ်ပုံးခုနေခဲ့သည့်ကိုအရေးကူမြင်ကနောင်တကလှုပ်ခတ်လာပြန်သည် မေတ္တာတရားကိုပြသရင်အချိန်များစွာမရှိတော့ဟုထင်သည်မေတ္တာတရားကိုပင်မပြနိုင်တော့ဘူးဟုထင်လာသည်အင်ခေါင်းပေါ်မှပြန်လာပြီးသည့်နှစ်ရက်အတွင်းဒီနောင်နာအတွေ့ကိုပင်ချက်တလဲလဲတွေးနေခဲ့လေသည် နူးမိုင်ကိုတွေ့ခဲ့ရသောအဖြစ်ခြံထားခဲ့ရသောမြင်ကွင်းများသည် ကျမ၏စိတ်နှလုံးကို အားအင်ချိနေအောင် ပြူစားလိုက်သလိုပင် ကံကျမကိုရန်သူတအုပ်လိုထိတ်လန့်လာ၏စိုးရိမ်ပူပန်မှုများနှင့်လုံးထွေးနေရပြန်သည် အဆိုင်အကြောင်းတသတာတွေ့၏အဖေမျက်နှာကိုတည်ရမြည်၏ချောင်းအိမ်မက်ကလန့်နူသောနနက်ခင်း၌ရောက်တဲ့အရာတွေ့သောအတိတ်သို့ရောက်ရပြန်သည်အိမ်ဤမြင်ကွင်းကရုပ်လုံးပေါ်လာသည် အိမ်အိုကိုချရန်ထားသောဝင်းချံသည်ငယ်စဉ်ကလေးဘဝတုန်းကလိုစိမ့်မြရိပ်ညိုစေသစ်ပင်ဝါပင်တို့အုပ်အုပ်ဆိုင်ဆိုင်ရှိစေမြေသားနီနီကျမပြေးလွှမ်းဆော့ကစားခဲ့သောခြေရများကိုပင်တဖန်တွေ့ရတော့မလို့ အတိတ်သည်ကျမ၏စိတ်အာရုံကိုညှို့ငင်စားပြုလေသည်ထိုအတိတ်တစ်ချိန်၌ကျမသည် ပြန်မရောက်ရသည်မှာနှစ်ကာလအချို့ပင်လွန်မြောက်ခဲ့ပြီဖြစ်သောဇာတိသို့ပြန်ရောက်နေသည်အိမ်သို့ခြေချရပြန်သည်ကောင်းသောလာခြင်းတော့မဟုတ်ဝမ်းနဲ့ဝယ်ခီအကြီးလေးသည်ကျမတို့သားအဖပထမဆုံးအချိန်စကားပြန်လဲပြောဆိုကြသည့်မြင်ကွင်းကိုပင်မြင်မသွားရှာတော့ပင်အကြီးလေးကိုနောက်ဆုံးမြင်တွေ့ခွင့်ရရင်ကျမသည် ပင်ပန်းခက်ခဲသောခီးသွွားခြင်းဖြင့်အစာပြူရပါသည် မန္တလေးဗမော်ကားကိုရှားသည့်နေရာကလက်မဖျင်ကြိုးစားရသည်နောက်ဆုံးတော့ဂျားခုံပြင်သာလာရဖို့ဖြစ်လာသည်ဒီကားများ၏ဂျားခုံဆိုသည်မှာမြေကာမတ်တာများပင်ပလတ်စတစ်ခုံချပေးလင်ပင်အတော်ကန်ကောင်းနေပြီများသောအားဖြင့်တော့လူသွားလမ်းပေါ်အထိအထက်ထက်ချထားတတ်သောကုန်စည်များပေါ်ခြိုင်လိုက်ရတတ်ပါသည်ဒီခီး၌လည်းကျမသည်ဂျားခုံသာရပါတော့သည် ဘာပစ္စည်းတို့ပင်မသိသောပြိနဲ့အိတ်ထုပ်ပေါ်တလန်းလုံးဒုက္ခခံ၍ထိုင်လိုက်လာရသည်ဒီလန်းခီကတော့ထိုင်ကုန်နေရာရက်လျင်ပင်ခုံနှင့်တင်မာတသားရဲမဖြစ်နိုင်လျာဓားကုန်တပားများအဖို့ကတော့စုပွဲရာမရှိပြီကားတစ်ချက်ဆောင်းလိုက်တိုင်းလူကမြောက်မြောက်သွားရင်ကင်စရာအရင်အတားလည်းမရှိဘေးတစ်ဖက်တစ်ချက်ထိုင်ကုန်ရသူတို့ကအမျိုးသမီးဖြစ်နေလျင်ကန်ကောင်းသေးသည်တစ်ဖက်ကခုံအစွန်းကိုမိလျင်တော့ခုံရှင်အမျိုးသမီးကညူဆူခြင်းသည် ဘဘချမ်းကအမျိုးသမီးကြီးကတော့ကျမဒုက္ခကိုမြင်ကသူ့ခုံစွန်းကိုအားပြုစေသည်တညာလုံးလမ်းကျဉ်ကျဉ်၌နေရလဲကောင်းကောင်းမရသည်မို့တည်ရင်မအေးရမြို့သူဆက်ရတော့လူက ရှင်းရင်ပြိုလဲလူပြီးကောင်းမှချက်ချလဲမတတ်မှုကျင်နေသည်သို့တော့အတင်းထားရသည်ရွာမရောက်သည်အကြီးလေး၏နောက်ဆုံးအထိန်ကိုအမိရောက်ရန်လိုသေးသည် ရွာမှလာကြသောဦးလေး၏ဆိုင်ကနေမြေလိုက်လာရသည်လမ်းကျန်းကိုဖျက်ရပြန်သည် လက်ကသေးများတောတောင်လမ်းကြောင်းများကိုဖြတ်သည်ရွာစင်တန်းများကိုဖြတ်သည်ချောင်းတစ်ခုကိုတရားမှဖြတ်ကျော်သည်ဒီလိုနဲ့ရွာတို့ရောက်လာသည်အချိန်မီုံမှတကယ်ကိုမီုံကလေးရုပ်အလောင်းကိုပင်အခေါင်းနှင်းသို့တွင်တော်မူငယ်စဉ်ကပျော်စံခဲ့ရအိမ်သည် ခုတော့အာတုပအိမ်အတွင်ဖြင့်ကျမကိုကြိုနေခဲ့သည်ငိုသံများညံလျက်ကျမအိမ်မောတက်လာသည်ကိုမြင်လင်တော့ငိုသံတို့ကပူရွေးဆူးလိုက်မသက် နင်းတူမှပြန်လာပြီလေနင်မဲတွေ့ကျင်လှပါကြည့်ရဲ့ဆိုမြေဘောက်တို့ကတပောက်ပေါက်စီကြလျက်အရင်းလေးမျက်နှာကိုကျမငင်းနေခဲ့သည်ကျမ၏ဒုတိယမိခင်ငယ်စဉ်ကကျမနှလုံးသားကိုဆေးချခဲ့သူနောက်တော့သူ့ဆက်ပင်သူမနိုင်တော့ပဲရှိုင်းပြမှုနဲ့အသားကျလာတော့သူမအပေါ်အရှုံးပေးခဲ့ရသူသူ့နှုတ်ခမ်းအစုံမှာပွင့်ဟာလျက်ဘဲသူသောစကားများနောက်ဆုံးပြောခြင်းရှာပါမည်နီး သမီးကိုတစ်ချိန်လုံးမေးနေတာအသက်ငယ်တော့မိနွယ်မိနွယ်တဲ့နောက်ဆုံးဘလုံးပထွေးမပြည့်တဲ့အထီးရွတ်နေတာဟုမျက်ရည်တွေ့တွေ့ကြလျက်အဖေပြောတော့ကျမမငိုကြီးချက်မှဖြစ်ရပါသည် အကြီးလေးနေမကောင်းဘူးဟုမမတို့ထံជីជីကအဖေကိုစားဖုန်းဆက်စဉ်ကျမစိတ်ကအရင်ဆက်ဆံပြီးမပြောင်းခြင်းဘူးဟုတင်းမာခဲ့သည်ကိုလည်းဒီစုပွင့်ဟနေသောနှုတ်ခမ်းများကိုမျက်ရည်စကြမှငေးကြည့်လျက်အသိဝင်လာသည် ပြန်လာစေချင်၍ပဲဒီလိုခေါ်ယူနေသည်ဟုပင်ကန့်သက်တွေးခဲ့သည်သည်တိတ်မကြခင်ရန်ကုန်သို့အလုဆိုင်ရန်သွားမည်အခွင့်အရေးအတွက်စာများနှင့်တကြောလုံးထွေးနေခဲ့သည်တပတ်ကနှစ်ပတ်ကျော်လာတော့လေကို့အထင်မှန်သည်ယူဆကမမေ့ရရှိလာသည်ဒီမှာပင်မမျှော်လင့်သောတရင်ကမန္တလေးအိမ်စီသို့ရောက်လာခဲ့လေသည် ထိုတနေ့ကအရေးလေးအလောင်းမြေကြတော့အေးရပြတိတံဝန်းနေတာကျင်းသည့်ခံစားမှုများရောထွေးကား ကျမပြုတ်လဲသွားခဲ့သည်အိယာဘောင်၌တညာလုံးခွေခောက်ကနေသည်ဒေါ်ရင်ချုံမထွေးမှချမင်းလီငါစွန်းစားဝင်သည်သူကိုယ်တိုင်ဝမ်းနဲ့နာကျင်သည့်ကြားကကျမအပေါ်စိတ်ပူဟန်ပန်ပြသည့်အဆိုင်ကိုမမြင်တရားပြုတ်ရန်ကမမေသူမိခင်ကိုစကားပြောရန်လဲဘာကြောင့်မှမသိဝင်လင်းနေပြန်သည်အဖေကတော့ကျမကိုပြန်တွေ့ရခြင်းအတွက်ဖြေသာဟန်ပြပါပေသည်အိမ်ကမူဝမ်းနဲ့မှုအငွေအတန်များနဲ့မိုင်းမောင်လျံနောက်တနေ့နနက်ခင်း၌ ကျမစောစည်းစာနှိုးထလာခဲ့သည် channel တို့ရောက်ရသည်တစ်ပင်ရင်များကြားဥတီယာမဲပင်ရှောက်နေမိသည်မြေကျင်းထဲချလိုက်သောကောင်တလာကိုမြင်သည်ပွင့်ဟနေသောနှုတ်ခမ်းများအကြီးလေးဤရိတ်ပုံဟောင်းများ ဟောသည့်ခြံဝင်းနေကျမ၏အဝတ်များလျှော်၍လှမ်းပေးတဟန်ကျမစားခြင်းသည်ဆို၍တည့်ရသည့်များတညင်းသည့်များသူကိုယ်တိုင်ဆွတ်ပေးပုံဒီအခိုက်ခြေတံကြတော့ကျမစိတ်ကထိတ်ကနေပြန်သည်အကြီးလေးများလား တင့်ရွက်၆တို့ပေါ်နင်းလိုက်တန်းဇက်တိုက်ပေါ်လာ၍လှဲ့ကြည့်လျင်အဆိုင်ကြီးကျမနောက်ကျော်၌ခက်ရွရွရက်လျက်သူ့မျက်နှာရိပ်မှမှုံမှိုင်းရီဝေလျက်မမခက်တို့တို့ထွက်ပေါ်လာသည့်ခေါ်တန်းကြတော့သူ့စနစ်ကြောင့်အိမ်ကဆင်းငယ်မှုသည်ကိုသတိရလာပါသည်အမှန်တော့အမုန်းစိတ်ကအခုအချိန်ထိမဆွေမြဲသူတို့သားမိကိုဟဟပပစကားမပြောလျင်သာရှိရမည်မတွေ့မမြင်လို့ဘူးဆိုသည်လည်းမဟုတ်သို့သော ကန့်လန့်တိုက်ခြင်းကိုမနှစ်လိုသူကိုနည်းနည်းတော့စိတ်ဆင်းရဲစေခြင်းသည်ဗီဇာစိတ်ကပေါ်လာသည်။ဘာပြောမလို့လဲ။မမမပြတ်မနေအောင်တော့ဒေါ်ရင်ပြောတော့မနှက်ပြန်မဲပြန်တော့မလို့ဆိုလက်မှတ်တောင်ဝယ်ထားပြီးပြီဆို။ပြတ်မှာပေါ့ဒီမှာနေနင်းမျက်နှာငါမြင်နေရမှာပဲဟာ။ငါ့ဘာငါအဝေးမှာအေးစိနေရပဲကောင်းတယ်။အဆိုင်မျက်နှာညွှန်ငယ်သွားတော့ကျမအတော်ကျဉ်နေသွားသည်။ကျဉ်နေပြုံးမင်ပြုံးမိသလားမသိ။အမှန်တော့ အလုံးရှောင်ရမည့်ရက်နီးလာ၍အလောင်းလေးမြေကြပြီဖြစ်ပြီးပြန်ရမည်ပင်သို့သောပြောလို့ရာပြိုးထွက်လိုက်ရမှနေသာသည်မမအိမ်မှနေခြင်းနေုံလေအဆိုင်တနေရာသွားနေပေးမှာပါအနူးတို့ရွာသွားနေလဲရတာပဲအဲ့တော့အဖေ့ရှင်မငါလူစိုးကြီးဖြစ်အောင်လားငါရှိလို့နေရတခြားသွားနေပေးရပါတယ်ဆိုပြီးမျက်နှာကောင်းရအောင်လားမဟုတ်ပါဘူးအဆိုင်ကကြော်ပြီ နေအဲ့လိုလေတန်းနဲ့နင်းအဖေကိုသွားချွဲငါ့ကိုလာမပြောနဲ့ ငါစိတ်ရှုံနေတာထမပြောချင်ဒီနောက်တော့ကျမသူကိုကြောခိုင်းနေသည်နောက်ကြောနိုင်ရှိုက်တံဝင်ကြားလိုက်ရသေးသလားမမှတ်မိပြီနောက်ရက်တွင်ပြန်ပြစ်သေးသည်မဟုတ်တရက်မျှထက်နေရသေးသည်လက်မှတ်ရအောင်ဆောင်ရသည်လက်မှတ်မှားပြီးပြီဆိုသည်မှာလိန်ညာသောစကားများပင် အချိန်တန်သောအင်္ဂလိပ်ကိုနှုတ်ဆက်ရသည်တစ်ချိန်ကစိတ်အနာကြီးနာခဲ့သောဒီအချိန်မှာတော့စိတ်နာသည်မဟုတ်စေကမူငယ်စဉ်ကလာရင်းနှီးစိတ်မဝင်နိုင်ခဲ့သည်ဖြစ်ရသောအဖေကို ကရောနှုတ်ဆက်ရသည်အတွင်းစိတ်ကမုံတီးသွမ်းမှုရောပါရဲ့တော့လေပြင်ပရင်တော့သစိမ့်ပမာသဘောထားမိညီမကိုမျက်လုံးတစ်ချက်မျှဝင်းကနှုတ်ဆက်ခဲ့သည်အပြန်ခီး၌ဦးလေးကပင်ဆိုင်ကနေမြို့သွလိုက်ပို့သည်ရွာလေလမ်းပေါ်သို့ဆိုင်ကဥတီလိုက်လျင်အင်္ဂလိပ်ရှိရာစီတစ်ချက်မျှလမ်းမြော်မိသည် အင်ကိုလွမ်းချင်းစပွဲတွေ့ရသည်ခြံစည်းကိုကျော်၍ကိုင်းချရင်မုန်နေသောတိပိမြားကအိမ်ဤအပေါ်ပိုင်းအောက်ပိုင်းတစုံတစား ဟောဟိုထဏမှလူရိတ်ကျမသည် ထိုရိတ်ပုံကိုမှင်သက်ငေးမောနေခဲ့သည်အဖေကတော့ကျမအပြန်ခီးစလေတိုင်းဒီလိုငေးမြော်သူမဟုတ်အရင်ကတော့အရေးလေးကဒီသူချိန်တက်သူ ခုတော့ဘသူများပါလဲမျိုးဝန်းအကြီးကို အားဆိုင်တော့ရိတ်ပုံကတစစပြီးပြင်လာသည် လွင့်နေသောဇန်နယ်များ ထိုဇန်နယ်များအကြကဝန်းပြီသောမျက်နှာဝှက်ထားသောထမိန်စလေးလေအတွုံးနှင့်လှုပ်ခတ်နေသည်ကိုပင်မြင်ရသည် သို့သောဝန်းဝန်းကျကျမျက်လုံးများ၌မျက်ရည်စားတို့ခိုတွဲနေမည်လားဆိုသည်ကိုတော့အကွာအဝေးကြောင့်မမှန်သာမျက်နှာလေးမဲ့နေသည်ကိုတော့ဝူတဝါမြင်ရသလိုထိုကနာ၌ကျမယင်သည်ဘာကြောင့်မှန်းမိရရာပဲနှင့်ငနေဖြစ်ရပါသည်ဝမ်းနေဖူလိုက်ရသည်ဒီခံစားမှုကိုလည်းအပြည့်မရှာနိုင်မီမှာပင်ကျမတဖန်မေ့ဖြောက်ခဲ့ပါသည် ဖုံးမိတဲ့ကြတော့အတိတ်ဒီအဝိသူလင်းပြောက်သွားသည်ထွန်းနာပြစ်ဆုံးပန်တို့အလန့်တကြားပြန်ရောက်လာသည်ငွေရဖုံးကင်လိုက်သည်ကိုစိတ်လှုပ်ရှားစွာငင်းနေမိသည်အဖေလားဟုနာစွင်သည်သို့သောကချင်စကားသံကိုပင်စက်တိုက်ကြရကဒီဘက်တို့လှည့်မလာတော့အင်္ဂါဖုံးမဟုတ်သည်ကိုသိရသည်나이ကိုမော့ကြည့်ပြန်တော့나이လက်ထံများက45မိနစ်သို့ရောက်လူရောက်ခင်ငွေရ၏ရေတန်တက်တက်နှင့်အတူစကားသံတက်တက်ကိုကြားနေရသည် ဒီချိန်လောက်ဆိုအဖေကတော့ဖုန်းခေါ်ကောင်းခေါ်နေတော့မှာပင်မအားသေးပါဆိုတော့ပြန်လဲဖြေချတတ်သည်ပင်အဖေစိတ်ကိုပို၍မျော်လင့်စိတ်စောစေမိလားဟိုဒီဖုန်းကလည်းချပဲမချနိုင်သေးဘူးဘာလို့များ ပြောစရာရည်စရာတွေ့နေရပါလဲကျမသည်ထုံကနာ၌ကိုယ်စိတ်ကိုပြန်မရသလိုဖြစ်ကပြုံးလို့စိတ်ပင်ဝင်လာပါသည်ဘယ်နဲ့သူများတကရုံဖုန်းလာတုံးသည်တက်ဆိုင်သူတွေကိုလည်းညှူစုလိုက်သည်လူတို့သည် စိတ်ရှုပ်ထွေးခြင်းမျိုးတွင်တွေးမိတွေ့ရာတွေ့တတ်ကြသည်လားခုလဲကျမစိတ်ကရှုပ်ရှုပ်တွေ့လူကနေရမှာမြဲလျက်ရုံးကန်းမြင်ကွင်းကိုငေးမော့လျက်အတွဲတို့အလုတ်များနေပုံစည်ရင်းလုံးနေပုံကိုငေးလျက်စိတ်ကတော့လေပွေလိုလွင့်ဝဲနေသည်စိတ်ကိုငြိမ်အောင်ထိန်းရတာလားခတ်တာဘာမှမရှိသလိုပဲဒီလိုလွင့်ဝဲနေတတ်သောစိတ်ကိုချုပ်ရတာခက်လာသည်ချုပ်ရင်းကပင်တိတ်တိတ်ပုပ်ပွေခန်းစည်းကလေးလှုပ်နေသည်ကိုငေးသည် ဒါကလေပြေကြောင့်ပဲဟူသာကြွေသည်ထို့သောလေပြေရနှံ့ကိုရှူရှိုက်ရန်တတိယလာပြန်သည် ပန်းရနှံ့လားမြေသိန်းရနှံ့လားအင်းလက်ဆက်သောရနှံ့လိုပဲဆိုရမှာဒီရနှံ့မျိုးပမာရဘူးပါလဲအော်အိမ်မာလေးရွာမာတော့ပေါ့ဒီလိုနှစ်မင်းဆိုခဲ့သည့်အတိုင်းစိတ်ကလွန်းတော်သည်မိနစ်ပိုင်းနှစ်မင်းရွာတို့ရောက်၏နောက်ရန်ကုန်ပြီးတော့မြင်းကြီးနာပြီးတော့မိုင်ချန်တို့ရောက်လာသည် အတွဲလင်းချင်းပါကတောင်အင်ခေါင်းပါနောက်ထပ်ဘယ်စကန်းတွေရအောင်မလဲလာနာစကန်းဆိုလားတနေ့ကအတွဲပြောခဲ့သူကိုတွင်ငင်းကတတိယလာပါသည်ဖုန်းချလိုက်သူကိုမြင်ရ၏ငကိုကပဲငြိမ်အောင်မနေထိ ंछ ုပ်ထားသည့်စိတ်ကတဆက်ဆက်ခုန်လှုပ်ပြန်သည်မကြခင်အဖေ့စကားတန်ကိုကျမကြားနိုင်ရတော့မည်ဒီရက်များတဲ့ကြုံရသည့်စိတ်နှလုံးပန်းလျက်တွေ့ဝေခြင်းများသည်လဲဒီခဏမှာပင်အဝေးသို့လွှင့်ပြောက်သလိုပင် စိတ်ကြည်လင်စားပြူလာပြန်သည်ခွန်အားလဲတစုံတရာရလာပြန်သလိုဒီအတွက်လဲကိုကူကိုအံ့ဩရ၏အဖေသည်ကျမ၏စိတ်ပိုင်းဆိုင်ရာ၌ဒီမျှလွှမ်းမိုးလှုပ်ရှားစီမည်ဟုတကြိမ်တကားမှမတွေးထင်စဘူးမာနာကြီးသောခေါင်းမှသောစသောစလုံးများနှင့်မဆုံးနိုင်သည့်ဂုံပုတ်လိုကျမကနှစ်လူစွာခံယူတတ်သူအိမ်နဲ့မတည့်ဘူးအိမ်လည်းမပြန်ပါဘူးဟုပြောလိုက်ရသည်ကိုပင်ဂုံယူစရာဟုထင်တတ်ခဲ့သူ အိမ်ဒီလွမ်းကျင်အနေအားဟုအသက်ရလာသည့်နေမြင်တတ်တယ်လို့ရှိလာတော့လဲမာနာကတော့အပေါ်ယံလွာကိုလွမ်းလျက်တယောက်ထဲလဲနေလို့ဖြစ်သားပဲအဖေမှသူ့မိသားစုနဲ့သူအတွေ့ကဘာကအမောင်ရိတ်တမ်းမြင်ခုတော့ဂဒီပါကလကာကလင်းပွင့်လေးပြီချစ်ချင်းမြတ်တာကိုမမြင်အောင်မပြုနိုင်နှောင်းနှောင်တာကို ရှင်နိုင်တသက်စာမပိုက်လို့ပြီအနဲ့ရောင်အထိုင်ဖုံးလေးကိုငေးနေမိပြန်သည် ။ဇပွဲသူဒီနေရာကထထွားရမည့်ခြေလမ်းကိုပင်အထိတ်ပင်ပဲရေတွက်စဉ်းစားနေမိသည်။နိုင်စီတို့လည်းအကြည့်ရောက်သေးသည်။မိနစ်50အဖေဘာလို့များဖုန်းမခေါ်သေးပါလဲ။ဆက်သွယ်မှုဧရိယာပြမန်းနေများတွေ့နေလျော်သလား။စိတ်နှလုံးကမတိမငိမ့်လှုပ်ခတ်ဆဲမှာပင်ဖုန်းမြေတံကိုကြားရ၏။မွန်းရဖုန်းကိုင်းသူကိုမြင်ရသည်။ဟုတ်ကဲ့မမ့်မင်သူနဲ့ရောက်နေပါပြီ။စကားတံကိုကြားလိုက်သည်နေ့ကျမအလူလူထရရပြီဖြစ်နေသည် ထို့နောက်မပြင်းုံတမဲခြေလက်များသမီးရေနေကောင်းရင်လားဖုန်းထဲကစကားသံတိုးလျားလျားသည်ကျမ၏နစီမတစင်စိတ်အတွင်းပိုင်းနေရာသို့တိုးဝင်သည်မျက်ရည်ကျကျင်သည်ကိုအံ့ဩစရာကြုံရသည် စိတ်တင်းရသည်အတန်ကိုပင် မကြုံရင်စီလိုစိတ်မပူပန်စီလိုသမီးစကန်းတစ်ခုတော့ရောက်ပြီပြီနော်ပါကထောင်နဲ့အိမ်ခေါင်းပါဆိုရလေဒါပေမဲ့မတွေ့သေးဘူးရှာတော့မယ့် ဆိုင်းမိုင်နာမည်တူတာလူမျိုးပါတူတာတွေအသက်ချင်းသိပ်မကွာတာတွေ့တိုင်းတွေ့တော့မလို့တွေ့တော့မလို့နဲ့မတွေ့သေးဘူးဖြစ်နေတာအဖေသဘင်ချတန်ကိုပင်ကြားလိုက်ရသလိုပြင်ပနိုင်တွေ့ရမည်ဆိုရင်တော့ညှိုးလျှသောမျက်ဝန်းများနွမ်းလျှပင်ပန်းသောမျက်နှာရိပ်ဖြစ်နေပေမည်အဖေသည်သမီးငယ်အတွက်ဘလောင်များစိတ်ပူနေရှာမည်လဲသမီးကြီးကိုတော့မမြင်တွေ့ရသည်ပင်ရှိစေအောင်အတန်ကြားနိုင်သည်သည် လောက၌ကျမ်းမှာအစဉ်ပြေစွာရှိနေကြောင်းသိရသည်သည်တမင်းငယ်ကိုမူကရှာတွေ့ရန်လမ်းစာလေးပင်ပေါ်မလာသည်အဖေတော်ကကိုလေလိုင်းထဲကအတန်လိုက်ပင်ကျမခံစားသည့်နေတသလုံးမနာလူစိတ်နှင့်အသားကျခဲ့တော်လဲအခုတော့မနာလူစိတ်သည်ထူးထူးဆန်းဆန်းပြောင်းဆုံးနေပြန်သည်ဒီအစားခံစားချက်တူတူနှင့်စကားပြောနေရသည်သို့ရှိ၏စိတ်သည် အချိန်အခါအသက်အရွယ်နားလေသိတတ်မှုပေါ်၌ အယောင်ပြောင်းတတ်သည်ဆိုသောတတိရှိလေသည်လားဘယ်တနိုင်မလဲကွယ်ကံပိုက်ကိုကိုကိုလည်းကြီးဆိုင်အောင်မိုင်းချန်ဘက်ကတော့အေးအေးဆေးဆေးပဲလားဒီမှာတော့အခုထိအေးအေးဆေးဆေးပါပဲမန်စီမှာတော့အခုထိမအေးသေးဘူးသမီးရေမိုင်းခေါင်းတို့နန်လင်းပါတို့ဘက်မှာပြည့်တန်ခတဲ့တွင်ညံနေတာပဲလို့ကြားတာပါစစ်ဘေးဒုက္ခတွေတွေလည်းတိုးလာပြီတဲ့ရိတ်ခါလည်းပြက်လို့တဲ့ရှားသမ ्या တွေရှားပြီးစားနေရ ။အပြုတ်တွေလည်းပါတယ်ပေါ့လေ။အဖေတို့တော့ကို့ရွာမှာမဖြစ်ပေမဲ့ကို့ဒေသပဲမဟုတ်လား။ဘလို့စိတ်ကောင်းနိုင်ပါမလဲ။ပြီးတော့သမီးတွေကလည်းစစ်ပြေးတဲ့သူဟာပြေးစစ်ပြေးတဲ့သူကိုလိုက်ရှာတဲ့သူဟာရှာ ਉ တိုက်ပွဲအကြောင်းကြားရင်စိတ်မပူစိတ်မကောင်းမဖြစ်ဘဲနဲ့မနေနိုင်ပါဘူးလေ။ဒီတစ်ချိန်တော့ပင့်သက်ဆိုင်မိသူကကျမပါ။စိတ်အာယုံနိုင် တော်ရဲပုန်းကုန်နေကြမိသူများဒုက္ခတဲ့စခန်းများစီအစ်စ်အစ်စ်ရောက်လာမိသူများကိုမြင်ရောင်လာသည် အဆိုင်များစွာနူးမိုင်များစွာသူတို့အိမ်တွေသည်ပါကထောင်အင်ခေါင်းပါရို၌ကျမတွေ့ခဲ့ရသောသူများလို့သူတို့အိမ်ကိုခဏတာဆုံးခွာခြင်းဟု ထင်ကြပေမည်ကျမတွေ့ခဲ့သူများကတော့အခုအချိန်ထိအိမ်အဝေးကအိမ်လွမ်းသူများဒီတစ်ချိန်ဆုံးခွာရသူများအတော်တော်အမှန်မင်းခဏတာပုန်းရှောင်ရခြင်းသာဖြစ်ပါစေဆူတောင်းလို့မြည်သည်မှာမိမိအတွက်မဟုတ်အများအတွက်ဖြစ်သည်ဆိုပါကတောင်းသမျှစုပြရမည်ဆိုလျှင်ညီမြကောင်းမည်နီ ဒီတစ်ပတ်တည်းနောက်ထပ်စကန်နှစ်ခုလောက်ကိုတဆက်သေးသွားရမယ်အဖေလက်နက်စွကြာနဲ့ပွန်စစ်တဲ့အဲ့ဒီစကန်နှစ်ခုမှမတွေ့ရင်ကျမပြောလက်ဆစကားကိုခဏရလိုက်ပါသည် အမှန်စင်စစ်ကြုံရသည့်အဖြေမဟုတ်စေကမူမတွေ့ရင်ဟုလှုပ်ခနဲထွက်မိသည်ကလူကိုဆွနှင်နာကျင်စေသည် ပြောမိသူကျမပင်နာကျင်ရလင်နားထောင်သူအဖေသာဆိုဘယ်သူခံစားရမည်လဲပင်သက်တစ်ချက်များရှိုက်ကအာရုံရပြန်ပါသည်အဲ ထက်ရှာမဲ့စကန်းတစ်ခုကြံသေးတယ်အဖေခါခဲစကန်းဆိုတာတရုတ်နယ်စပ်မှာပဲရှိတယ်စကန်းသုံးခုတောင်ရှာမှာပဲတနေရာမှာတော့တွေ့မှာပဲနော်စိတ်မပူနဲ့သမီးမတွေ့တွေ့အောင်ရှာမှာပါအဖေအပြုံးကိုပဲမြင်လိုက်ရသည် ဟုစိတ်ကထင်၏ကျမလည်းပြုံးနေမိသည်သို့သောအာယူပြုံးရသောအပြုံးများသာပင်ဖုန်းဘက်ကိုတင်းကျပ်နေအောင်စုပ်ကင်ထားမိသည်စကားတစ်ခုမေးရန်ကြံသေးသည်ကိုလည်းတတိယလာသည် အမှန်တော့မေးရမလို့ ကလေးစံလွန်သောမိကွန်သို့သောဒီခဏ၌မေးလူစိတ်ကိုကြားမရအဖေဆက်ပြောသည့်စကားများကိုနားထောင်ရင်းမေးရနိုးစိတ်ကဝေခွဲမရတော်နူးကျမကြီးကစိတ်ချရသည့်အခြေအနေရှိလာပြီဟု ဆိုနိုင်မုံဓမ္မထွက်မလာခင်ပို့လိုက်သည့်ငွေကိုရရှိ၍မြည်သွမြည်ပုံ စီမံခန့်ခွဲအသုံးချလိုက်ပုံစသည်စသည်ဖုန်းချလိုက်ရတော့မလားဟု အဖေမေးတော့မှ စိတ်ကတစ်ချက်လင်းပွင့်လာသည်တွေ့ဝေမှုကအဆုံးသက်သည် မတတ်နိုင်တကြိမ်တော့မေးကြည့်ရင်သည်သို့တော့တတင်းက၌ရှက်စိတ်ကဆင်ညွန်းသည်မို့ရုံးကန်းတွင်တချက်များအ깨ခတ်ကြည့်သေးသည်အာလုံအလုံများနေကြသည်ဖြစ်၍ကျမထန်၌မိသူမအာယုံမရှိစက္ကန့်ပိုင်းအတွင်းစိတ်ကတဖြက်ဖြက်ရွေနေသည်စောစောကလိုပင်ခန်းစည်းစာလေးကိုငေးကြည့်သည်လေးပြေရနှံ့ကိုရှူဆိုင်သည်တက်ပြင်းခိုးဆိုင်သည်သမီးတစ်ခုမေးအောင်မလို့ ဟုတ်ဆိုတော့အဖေကရေတံကိုကြားရပါသည် သမီးနဲ့အဆိုင်ဆိုရင် အဖေဘသူ့ကိုပိုချစ်တယ်လဲတသက်လုံးသိမ့်လာခဲ့တော့အနာကို အဖေမြင်ရလေပြီလားရေတံတိကနေရက်သည်မျက်နှာပြက်ရှာမိခြင်းဤပင့်တက်ချတံကို ပြပြတသက်ကြားရသည်ထို့အတူ အဖေအဖေကိုလည်းပြပြတသက်ပင်ကြားရသည်အေးသမီးရေလောကမှာသာသမီးကိုခွဲခြားပြီးချစ်တဲ့မိဘဆိုတာမရှိဘူးရှိတယ်ဆိုရင်တော့ အဖေကအဲ့လိုမိပါမျိုးမဟုတ်ဘူးနော်ညသည်တိတ်ဆိတ်ခြင်းနဲ့အသားကြလျက်ရှိပြီးဒီပတ်ဝန်းကျင်၌ညာရှိနိုင်ကြော်သည်ဆိုရင်ပဲလူသွားလူလာမရှိတော့သလောက်နေပါပြီ။ဆိုင်ငယ်တစည်းတလေဖြတ်သည့်အတန်ခွေဟောင်းတဲ့ဆုံဆုံစီစီမြည်တတ်သောအကောင်မလောင်တို့၏အတန်မှအပဆင့်ငိမ့်လျက်ရှိပြီ။ကျမတို့သည် အင်ကန်ဤတောင်တောင်စီတွင်ညင်၍ထိုင်နေမိကြသည် အတွဲကမူလာမီလာတွင်ရန်ကုန်သို့အစည်းအဝေးတစ်ခုသွားရန်ဖြစ်၍ပါဝါပွိုင်းဖြင့်တင်ပြရမည့်အကြောင်းအရာများကိုပြင်ဆင်လျက်ကွန်ပျူတာ၌ခေါင်းဆိုင်လျက်အာယုံများနေသောမိန်းကလေးကိုအားနာသည်ဖြစ်၍စကားတစ်ခုမျှလမ်းပြောကျင်တော်လည်းမပြောဖြင့်ဒီဘက်တစ်ထောင်က ထိုင်ကုန်တွင် ခွေခောက်ထိုင်ကစာအုပ်တအုပ်ကို အဖော်ပြနေရသည် မလုနန်တို့သားအမိကတော့အိယာဝင်ပြီသူတို့သည် ။ညာဦးပိုင်းကတော့ဒီဧကန်းထဲပင်ရှိနေခဲ့ကြသည်။မလူနံကသူ့မွေထိုးလျက်ကလေးကဧကန်း၌လှက်ဖက်ပြေးလွှားစော်ကစားလျက်ရံဖန်ရံကတော့ကျမကိုစားနောက်လိုဟန်မျက်နှာလေးကပြုံးပြုံးကြွကြွရီလိုက်လျင်မျက်လုံးလေးများကိုပင်မမြင်ရတော့သလိုပါပဲ။တစ်ချိန်တွင်တော့ပြင်းရင်လွှားရင်ကကျမအနည်းတို့တုတ်ကပ်လာပါသည်။နှုတ်ကလည်းတပွားပွားရွတ်သည်မှာရှူရှူဆိုလား။သူမိခင်မကြအောင်ရည်ရွယ်ဟန်နှင့် တီးတို့ဆိုလိုက်သေးသည်။ ။ဘာပြောချင်တာပါလဲ။အာနော်ဘာလဲဘာပြောတာလဲ။ရှိုးရှိုး။မလူနံကတော့အဝေးကပင်ပြုံးနေသည်။သူ့သားဘာပြောမှန်းကြားပုံမရ။ကလေးနီတို့ကျမငုံကိုင်းတိုးကပ်လိုက်ပါသည်။သူကလည်းကျမနှစ်ရွက်သူလက်ကလေးနှစ်အုပ်လျက်ထပ်ပြောပြန်သည်ရှူရှူမဟုတ်သေးပါဘာပါလဲရှူရှူဆိုတာကျမမျက်မှောင်ကျုံလျက်စဉ်းစားရသည်အထက်ထက်စဉ်းစားတော့လဲအပြေမပေါ်ကလေးကအကြံအိုက်ပုံနဲ့ခဏမြန်ငြိမ်သည နောက်တော့ထပ်ပြောပြန်ဒီမှာလဲရှူ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 ဟုတ်လားဟုတ်တန်ရောင်လိုက်ကခဏမျှတွေ့၍စဉ်းစားမိသည်။အိုးကျမသိပြီ။သူပါပြောလို့ဒီကိုကျမသိပြီ။အပြည့်ကင်းစင်လာသောမျက်နှာလေးကိုငီးမောကကျမသဘောကျနှစ်သက်စွာရည်နေမိပါသည်။ချိုချင်းချိုချင်းသူပြောတာချိုချိုချိုချင်းလေကျမသူ့ကိုထုတ်ပေးတဲ့သောကော်ဖီတစ်ကြာလုံးညွညွလေးများကိုနှစ်သက်ပုံမင်း ချိုးချင်းဟုတ်တယ်နော်ဆိုတော့အင်းနဲ့ရေလျက်ပင်ကောင်းကျင်းတော့ကျမအပြုံးကိုတတော်နဲ့မရနိုင်ဒါနဲ့မင်းအခန်းထဲသို့ဝင်ရသည်စာရေးသပွဲပေါ်ကတူလီမုတ်ဆာများစုတင်ထားသည့်နေရာတွင်ရှိသည့်ချိုးချင်းတို့စီလလန်းရသည်ချိုးချင်းလင်းငါးခုမြောက်ယူပြီးပြန်ထွက်လာတော့ကလေးကသဘောတကျအပြုံးရေလျက်အော်အားနော်ဟာလေအားနာစရာဆရာမမလွတ်နိုင်ကကလေးကိုပွေ့ချလိုက်ပါသည်ကျမအခွန်ခွာပြီးသောချိုးချင်းကိုပါဇက်ထဲငုံလျက် ။တန်ချိုရှင်များကိုတော့လက်နိုင်ဆုံးလျက်မျက်လုံးလေးများပိတ်အောင်ရည်ပြနေပြန်သည်။အမေကအိတ်ဆိုအာနော်ဆိုတော့ခေါင်းခါသည်။မိခင်ရင်ခွင်ကားခွာက တပတ်နှစ်ပတ်မျှပြေးလိုက်ပြန်သည်။တွထွာကြကြော်များရှိသောကားလေးကိုအဲကန်းကျမ်းမြင့်၌တွန်းနေပြန်သည်။အတွဲဟန်လည်းမရဲ။မိခင်ကလက်လှမ်း၍လည်းမရ။ခဏကြာတော့လေပြေးရလွှားရဆော့ကစားရသည်မှာပဲပင်ပန်းလာလေသလားမိခင်ရင်ခွင်သို့တိုးကဲ့၏ မျက်လုံးများဆင်းကတန်းသည့်ကိုမြင်ရပါသည်စာအုပ်ကိုချကပြုံးရင်မိသည်တနာချစ်ခွင်စပွဲသူတို့သားမိအိတ်ခန်းတွင်ဝင်ကြတော့လဲအိတ်ခန်းသည်တိတ်ဆိတ်လျက်ကျန်ခဲ့တော့သည်နိုင်စံတစ်ချက်ချက်အကျွဲဤကွန်ပျူတာလက်ကွက်အသုံးပြုသူတို့ကသာအိတ်ခန်း၌ကြီးစိုးနေတော့သည်ကျမမှာတော့ရန်ကုန်ကအထွတ်၌စာအုပ်တယံစိတ်ကူးမရခဲ့သည်မို့အိမ်၌တွေ့သည်မမမဂဇင်းအဟောင်းများကိုသာပေကပ်ဖတ်နေရပါသည်။စောင်းညာဤအေးမြခြင်းက အေကန်တို့လည်းလွှမ်းခဲ့ပြီဖြစ်၍ချင်းနှစ်ဖက်ကိုပင် ခုံမော်တင်ကစောင်းနှင့်ထွေးထားရသေးသည်အတွဲကိုကြည့်တော့အအေးကိုသိမမှုဟန်သူကအေးမြခြင်းနှင့်အသားတကျရှိသူအော်တိုဘာလကုန်တော်မီဖြစ်၍ပြီလားမိုင်းချန်၌အအေးတက်ကပူ၍ပူလာသည်နိုဗမာဒီဇမာဆိုရင်အအေးဆုံးမဲဆိုလားအတွဲတို့ပြောတာကိုကြားရတော့ပခုံးပင်တွေ့မိသေးသည်အအေးကြိုက်တာမှန်တော်လဲသေးတဲ့အေးလင်းနေနိုင်မည်မဟုတ်ပေ ခုလိုအော်တိုဘာညပင်အေးလာပြီအိမ်ကန်းထဲရှိလင်းတော့နွေ့နွေ့ထွထွေးလုံလုံချုံချုံမှုအအေးတံကိုဒီများမခံရပါ အကယ်၍များအိမ်သာသွားမည်ဆိုလျင်အိမ်အပြင်ဘက်သို့ထွက်ကချမ်းနောက်ဘက်သို့ရှောက်ရသည်သည်မို့လေးတပြူးပြူးတိုက်သည့်အခိုက်ဘဲသို့အေးမြကြောင်းပြောမပြတတ်အောင်မင်းပခုံးနှစ်ဖက်ကိုကြုံကလက်တင်းင်းပိုက်ထားရသည်အင်ကြီးကို တင်းတရက်တင်းအောင်ဆွဲစေသည်ဒါလည်းပဲမခံနိုင်ပြန်နောက်ဆုံးတော့ အိမ်အတွင်းသို့အပြေးအလွှားဝင်ရမယ်အထောက်ရတော့သည်။ဆောင်းကျုံအောက်သို့ခြေချောင်းနှချောင်းများကို ထိုးသိမ့်ထင်ပြီးတော့လဲနှွေးထွေးမှုက နေသာစေသည်။ထိုကနား၌ကျမသည်တောင်တန်းတောင်ကျော တောင်ကြားလွင်ပြင်များမြေချောင်းများအနီး၌ရှိတတ်သည့်ဒုက္ခသည်စခန်းများကိုတတိယတက်ပြန်သည်။လေမတူးသာသောအိမ်အတွင်းနေရသည့်ကျမပင်ဒီမြအေးမြနေသည်လျှင်နှွေလေခေါင်ခေါင်၌လဲအေးစိတ်နေတတ်သော တောတောင်ဒေသမျိုးက ဆောင်းဤအအေးတက်ကို သူတို့မြည်သို့ရင်ဆိုင်ကြရရှာပါမည်နီကျမသည်အတိတ်ဆောင်းညများ၏မြင်ကွင်းကိုပင်တတိယမြင်အောင်လာပြန်ပါသည်မြည်ပြင်၌ထင်းမီးကိုမြိုင်နေအောင်ဖို့ထားသောမိဖို့ပေးပင် ကျမတို့တို့ဝင်နေကြပုံကျမကခြေပြားလက်ပြားများပင်မင်းညွန့်နှင့်မနှမ်းမကန့်သို့တိုးကပ်လုံတတ်သူအဆိုင်ကတော့ကျမကိုပင်အတူခိုးတတ်ကကျမလို့တို့လိုလိုက်လုံတတ်သူ သို့သောအရေးလေးกินပြီးတော့ခေါ်ဖို့ကိုတော့ သူကကျမလာမခုံမင်းပြန်ခေါဖို့လူစားစရာမလိုတော့လဲသူ့ကိုတော့ဘာကြောင့်မှမသိကျမရန်ရှာကျင်တတ်ပါသည်အဆိုင်နေဟိုဘက်နေနေတို့စမ်းနေအနာကလာတော့ငါ့ပထောင်တိတ်မနှွေးတော့ဘာဆိုင်လို့လဲဆိုတော့အကြည့်ဖြစ်မင်းသူကျမကိုလှန်ကြည့်ရသည်မဟုတ်တစ်ဖက်သူတိုးကပ်ပြီးရှာပါသည် သူဘာသာဒီလိုအေးလူလူရှိနေလဲကျမကမလျှော့တတ်သေးခေါဘုတ်ကိုသူမကြိုက်သည်မို့မောင်မိုင်စည်းကအစာရတတ်တယ်လို့သူကြိုက်ရှာသည့်ပေါင်းတင်းချီ ။ကောင်ချင်းချီတောက်ကိုလည်းလက်ဦးမှုယူခြင်းနဲ့ပြန်သည်။အဆိုင်ကိုနည်းနည်းပြေးလိုက်အောင်လေ။ဟုအိမ်၌စကားစမီဆိုကမိအလုံးရောက်နေတတ်သည့်ဒေါ်ရင်ကတာတူညီများဆိုတဲ့လင်။အတော်ကိုရှင်၍သာပေးရမည်။ကျမအတွက်ကတော့ဝေစုနည်းနည်းပို့ယူလိုက်ပါသေးသည်။ယောဒီကလေးဟာအဆိုင်ကိုနည်းနည်းပို့ပေးလိုက်တော့ဘာဖြစ်မလဲ။စောစောကလည်းခေါပုတ်တွေစားထားသေးတယ်ဟော။အတော်ကလည်းအဆိုင်ကခေါပုံးမှမကြိုက်တာ။ပေါင်းတင်းချီလည်းသူသိမ့်မကြိုက်ပါဘူး။နော်။ ကျော်ရင်ကိုပြောရင်တက်လက်စားတဲ့လှည့်ရွေးစစ်ကူကြောင်းလိုက်သေးသည်။ပေါင်းတင်ဝါရနဲ့သင်းသော ကောင်းညင်းနှင့်အုံးရှင်းနဲ့မှုပြန့်သောပေါင်းတင်ချီကိုအင်မတန်ကြိုက်သည့်အဆိုင်ကကျမမျက်နှာကိုတလဲကျော်ရင်ကိုတလဲကြည့်လျက်မျက်လုံးလေးကလေးကလေးသို့တော့ကျမကနော့ဆိုမှတော့ခေါင်းလည်းမခါရဲ့။တမီးခေါ်ဖို့ရောပေါင်းတင်ချီရောတိတ်မကြိုက်ဘူးပဲ။ဟုဆိုက ရသည်မအပိုင်းလေးကိုပင်မမတ်မမောစားတတ်ဟန်သည်။ခုတော့လေတတတမြင်ရစပွဲသည် ိမ်အတွင်း၌နေသူပင်အယိုးအသာစိတ်အောင်ဧရသည်မို့ဒီလိုဆောင်းညများသည်အဆိုင်တရာလေတိုးတတ်သော မလုံးတလုံးအိမ်တန်းရရှိများ၏အခန်းတစ်ခု၌အိတ်ဆက်နေပြီလိမ့်မည်။ဆောင်းထူထူခြုံခွင်းမှရပါလေစား။လေတချမ်းဝှေ့လိုက်တိုင်းခက်စိမ့်စိမ့်ဖြစ်ရလင်ငယ်ဘွားကမီးလုံရသည့်ညာချမ်းများကိုတတိယနေမည်လား။ကျမသည်စာအုပ်ပေါ်မျက်လုံးစိုက်ထားတော့လေအမှန်တော့စလုံးများကိုသာမြင်သည်ဘာမှပဲနားမလဲတော့သလို့ အတွေ့ကမူရေစီးကြောင်းနဲ့မရက်စလုံးများနေရာတွင်မျက်နှာရိပ်ပုံအချို့ကအစားထိုးဝင်လာပြန်သည်ဆန့်နယ်ပြပြများပေါင်ခတ်ထားသည့်မျက်ဝန်းပြပြအဆိုင် ကျမပင်သက်ရှက်ရသည် နောက်တစ်ချိန်ပေါ်လာပြန်သောရိပ်ပုံကတော့ခိုင်မာတည်တည်သောစိတ်သဘောပြည့်ဝသော မျက်နှာတွင်ပြင်။အိုးလင်းတယ်လင်းတယ်မလားစာအုပ်ကိုလွှတ်ချမိတော့မလို့ခင်ရောက်ကတန်းဖြစ်ရသည် လင်းတင်ကဘလို့ကဘလို့ကျမစိတ်ထဲရောက်လာရတာပါလဲ။ ခေါင်းကိုပင်စိတ်ပြက်လက်ပြက်ခါရမိတော့သည်တပြင်းတစားချမိသည်ကိုနှာဝ၌နှွေးကနေသည်သည်အတွေ့ကိုဖြောက်သည်အဆိုင်နှင့်လင်းခြင်းသည်စာမျက်နှာများပေါ်တလှည့်စီပြေးလွားစေအဆုံးထိနာဆင်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်ရှင်အပိုင်း၁၈ကိုဆက်လက်ဖျက်ပြပေးမှာမို့စောင့်မျှော်အားပေးကြပါအောင်ရှင်